ဂျပန်မှာတရားမဝင်နေထိုင်သူတွေကိုထိရောက်စွာနေနှင်းသွားမယ်လို့ဂျပန်ဝန်ကြီးချုပ်အသစ်ဆန်နာယေတကာအီချီကနိုဝင်ဘာလ9ရက်နေ့ကခုနှစ်ကြိမ်မြောက်ကျင်းပတဲ့အစိုးရဝန်ကြီးအဖွဲ့အစည်းအဝေးမှာပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ဥပဒေမချိုးဖောက်သူတွေကတော့စိုးရိမ်စရာမရှိဘူးလို့လည်းဝန်ကြီးချုပ်တက္ကသိုလ်ချီကပြောပါတယ်သူအစိုးရကနိုင်ငံသားတွေကိုပြစ်မှတ်ထားကင်တွယ်တယ်ဆိုတဲ့နေရာမှာရိုးသားစွာနေထိုင်သူတွေကိုရင်ညွှန်းတာမဟုတ်ပဲရာဇဝတ်မှုကျူးလွန်သူတွေကိုဆူလိုတာဖြစ်ကြောင်းပြောပါတယ်စီကံတေဝပီငင်းချန်းစွာအတူရှင်တွဲနေထိုင်ရေးကိုသူအစိုးရအနေနဲ့လိုလားကြောင်းဂျပန်နိုင်ငံရဲ့ဥပဒေကိုလိုက်နာသူတွေကိုလည်းအကာအကွယ်ပေးမှာဖြစ်ကြောင်းပြောပါတယ်ပထမဆုံးအကြိမ်လုတ်ခဲ့တဲ့အစိုးရဝန်ကြီးအဖွဲ့အစည်းအဝေးတုန်းကတော့ဗီဇာရက်လွန်နေသူတွေနဲ့လူထုအကြာ စိုးရိမ်စေကြီးထွားမှုဖြစ်အောင်ဥပဒေချိုးဖောက်သူတွေကိုတင်းကျပ်စွာနှိမ်နှင်းသွားမယ်အကြောင်းဝန်ကြီးချုပ်ကပြောထားမှုပါတယ်ပြည်ဝင်ခွင့်ဗီဇာလျှောက်လွှာတွေကိုစစ်ဆေးတာကမ္ဘာလက်ခီးတယ်တွေလိုအပ်တာတဲ့လာရောက်ခွင့်ကန့်တတာနဲ့နိုင်ငံသားတွေမြေယာဝယ်ခွင့်ကန့်တတာတွေလှုပ်ဆောင်သွားမယ်လို့လည်းဝန်ကြီးချုပ်ကပြောပါတယ်ဝေဖန်သူတွေကတော့ဝန်ကြီးချုပ်ရဲ့အဲ့ဒီလိုပြင်းထန်တဲ့ပြောဆိုမှုတွေဟာလက်ရာဇွန်းရောက်အမျိုးသားရေးဝါဒီတွေရဲ့လေတံပေါက်နေကြောင်းနဲ့ဂျပန်လူထုအကြမ်းနိုင်ငံသားတွေအပေါ် အပြစ်တင်ကဲ့ရဲ့စရာဖြစ်လာနိုင်ကြောင်းထောက်ပြကြပါတယ်။တရားမဝင်နေထိုင်သူတယောက်မှမရှိစေရ zero illegal resident ဆိုတဲ့သူမမတိုင်ခင်အရင်အစိုးရကချမှတ်ခဲ့တဲ့ policy ကိုအကောင့်ထဲပေါ်ဖို့စ조사နေတဲ့ဝန်ကြီးချုပ်တာကာအီချီဦးဆောင်တဲ့အစိုးရတဲ့ဟာလာမယ့်ဇန်နဝါရီလမှာနိုင်ငံခြားရေး policy ကိုထုတ်ပြန်ဖို့ရှိပါတယ်။သူမမတိုင်ခင်ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ရှီဂေရူအီရှိဘအစိုးရဟာအဲ့ဒီ policy စတင်ချမှတ်တဲ့၃လအတွင်း တရားမဝင်နေထိုင်သူ119ယောက်ကိုပြင်းထန်တမ်းပေးခဲ့တယ်လို့ဆိုပါတယ်။ဂျပန်လူမှုကြည့်ကြရေးဌာနကအခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာထုတ်ပြန်တဲ့စီးရင်စရာအရတရားမဝင်နေထိုင်နေတဲ့နိုင်ငံသား9,463ယောက်ရှိတယ်လို့ဆိုပါတယ်ခင်ဗျာ။ကျွန်တော်ဇောင်းဝင်လိုက်ပါ။